စစ်ကောင်စီတပ်ကလက်လွတ်ထားလိုက်ရတဲ့မျိုးတွေကိုတမျိုးမကြံအကုန်ပြတ်သိမ်းပြမယ်လို့တိုက်ပွဲအတွေ့အကြုံမရှိတဲ့ကြီးရည်လေးညှိနှိုင်းကွက်ကဲရင်မှုဘိုးချုပ်ကြီးကျော်စွာလင်းကပြောလိုက်ပါတယ်။ကာကွယ်ရေးဦးစီးချုပ်ရုံးမှာဧပြီလ28ရက်နေ့ညနေကပြုလုပ်ခဲ့တဲ့နောင်ရှိုဗမော်ဖကန်ပထောင်းနဲ့အေယာဝတီစတဲ့စစ်ရေးဆိုင်ရာအစည်းအဝေးမှာပြောဆိုခဲ့တာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။မျိုးတွေအကုန်တနေ့ပြန်သိမ်းပြမယ်ပြောတယ်။ဘယ်နည်းလဲဆိုတာထဲမပြောဘူး။ သုံးလလားတစ်နှစ်အတွင်းလားဒါမှမဟုတ် သုံးနှစ်အတွင်းလားသူကိုယ်တိုင်စစ်မတိုက်ရတော့ရှေ့တန်းမှာကိုယ့်လူတွေဘလောက်တည်နေလဲဆိုတာမသိဘူးပြောလိုက်ရင် အရှိအနေကတက်ဖက်ပါနေပြီဆိုတာကြီးပဲဒါအပြင်တိုက်ပွဲဖြစ်ရာနေရာတွေကိုစစ်ကူနဲ့စစ်လက်နက်ပစ္စည်းတွေကိုအရင်ကထက်ပုံမူပို့ဆောင်နိုင်ရေးအတွက် ထောက်ပံ့ရင်းနဲ့ပို့ဆောင်ရေးတပ်တွေကိုကားတွေအပြင် လေကြောင်းကပါတုံးဆွဲခွင့်ပြုထားတယ်လို့ပြောဆိုခဲ့ကြတဲ့သတင်းရင်းမြစ်ကဆိုပါတယ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့စီရေးပြူဟာတွေကြောင့်ရှစ်လလောက်တောက်ခံခဲ့တဲ့အင်းတော်မျိုးကြသွားပြီးကလေးကမြေပြင်တက်တွေမှာကို့ပြူဟာနဲ့ကိုလောက်ကြတော့တယ်လို့တမ89နဲ့နီးစပ်တဲ့စီရေးတတိယမြစ်စီကသိရပါဗျ။စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်ကအင်းတော်ကိုကောက်ွယ်တာရှစ်လလောက်ရှိပြီးညစ်ကိုဦးဆောင်မှ PDF တွေကမျိုးသိမ့်ပြီး တမမူရောလက်အောက်ငယ်သားတွေပါဖမ်းခံရတယ်။အဲ့ဒီလိုဖြစ်ပြီးကလေးကသူလဲပြောချင်တာပြောအောက်ကလူတွေလဲကို့ပြူဟာနဲ့ကိုတွားကြတာလို့ပြောပါဗျ ရခိုင်ပြည်နယ်မှာစစ်ရေးအရက်ရှုံးနိမ့်လာတဲ့စစ်ကောင်းဆောင်ဟာ2024ဒီဇင်ဘာလ18ရက်မှာစစ်တောက်ချုပ်ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုကြီးရည်လေးညှိနှိုင်းကွက်ကဲရေမှူးတာဝန်ပေးပြီးဗိုလ်ချုပ်ကြီးအဆင့်တိုးပေးခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်အနေနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေ PDF တွေနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာတိုင်းစစ်ဌာနချုပ်နှစ်ခုတပ်စခန်း146ခုနဲ့မြို့ပေါင်း90ကျော်လက်လွတ်ထားရပါတယ်။ဗိုလ်ချုပ်ကြီးကျော်စွာလင်းအနာဂတ်တရှုပ်လား။ မြန်မာစစ်တပ်မှာနမတ်သုံးအဆင့်ရှိတဲ့ညှိနှိုင်းကုတ်ကဲမှုရာထူးဟာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ဖို့လက်တကန်းအကွာမှာရှိနေပေမဲ့နှစ်ပေါင်း20ကျော်အတွင်အဲ့ဒီရာထူးနေရာကိုရခဲ့ပြီးတဲ့နောက်တရှုပ်ဖြစ်လာသူတဦးသာရှိခဲ့ပါတယ်။2000ခုနှစ်မှာစတင်တည်ထွင်ခဲ့တဲ့ဒီရာထူးကိုဗိုလ်ချုပ်ကြီးရှောက်ဦးအထီတာဝန်ယူခဲ့ကြပေမဲ့ဗိုလ်ချုပ်မှုကြီးမင်းရောက်လိုက်တဦးပဲတရှုပ်ဖြစ်လာခဲ့ပါတယ်။ အခုနောက်ဆုံးခုနှစ်ယောက်မြောက်ညစ်ကိုဖြစ်လာတဲ့ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို အနာဂတ်တရှုပ်ဖြစ်လာမယ်လို့စစ်ရေးအကြိတ်ခတ်တွေကထင်ကြေးပေးနေကြပါဗါအသက်50ဆုံးဆုံးသာရှိသေးတဲ့အသက်အငယ်ဆုံးဗိုလ်ချုပ်ကြီးရဲ့တလန်းဟာဗိုလ်ချုပ်မှုကြီးမရောက်လိုက်အပေါ်မှာပဲမူတည်နေပါဗါစစ်ကောင်းဆောင်ကဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုဘာကြောင့်သဘောကျသလဲ အနာဂတ်တရှုပ်ဖြစ်လာမယ်လို့ဗိုလ်ချုပ်ကြီးကြော်စွာလင်းထင်ကြေးပေးခံရတဲ့အဓိကအကြောင်းကဗိုလ်ချုပ်မူကြီးမရောက်လာရဲ့ယုံကြည်မှုကိုအခိုင်အမာရရှိထားသူဖြစ်လို့ဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးမရောက်လိုင်းကလူတွေကိုမယုံတက်သူလို့စစ်ရုံးမှနာမည်ကြီးပါတယ်။ဗိုလ်ချုပ်မူကြီးမေအောင်လိုင်းဟာသူ့ရဲ့တက်ရှုပ်ရာထူး73နှစ်အတွင်းစစ်ဗိုလ်ချုပ်ဒါဇင်ပေါင်းများစွာကိုအပြောင်းအလဲလုပ်ခဲ့တယ်လို့သူယုံကြည်ရနိုင်တဲ့ဗိုလ်ချုပ်တက်ရှုပ်ကိုလည်းရှာဖွေနေခဲ့ပါတယ်။ ထောက်လန်းရေးစကားနဲ့ပြောရင် ရှာမှတ်ပေါ့ပြုစုပြောထားဖို့ရှာပွေမှတ်သားထားရတဲ့အရာရှိတွေပေါ်လို့စီရေးအကဲခက်တူကပြောပါတယ်အဲ့ဒီတဲမှာစစ်တက္ကသိုလ်အပတ်စဉ်30ဆင်းဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့အပတ်စဉ်35ဆင်းဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့နှစ်ယောက်ကဗိုလ်ချုပ်မှုကြီးမရောက်နိုင်သဘောကျတဲ့အထက်ထိတ်ဆုံးကဖြစ်ပါတယ်။ငယ်ရွယ်တဲ့ဒီစစ်ဗိုလ်ချုပ်နှစ်ယောက်ကိုဗိုလ်ချုပ်မှုကြီးမရောက်နိုင်ကစစ်ရုံးမှခေါ်ထားပြီးသူတို့နှစ်ယောက်စလုံးဟာယာတူးလဲအတက်မြန်ခဲ့ပါတယ်။ သူတို့နှစ်ဦးကအရာရှိငယ်ဘဝမှာနိုင်ငံတော်အကြမ်းတရားရင်းနဲ့ဖွံ့ဖြိုးရေးကောင်စီရဲ့ဒုတိယပို့ချုပ်မူကြီးမောင်ကြီးရဲ့ဒူးချုပ်ရုံကလူတွေဖြစ်လို့စစ်ရုံးရဲ့လှုပ်ထုံးလုပ်နေတွေကိုကြွန့်ကျင်ကြသူတွေဖြစ်ပါတယ်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်က2020ရွေးကောက်ပွဲအလွန်မှာတမတအိမ်မက်ရှိခဲ့ပြီးဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိုတက်လျှောက်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုဒူးချုပ်အဖြစ်ထားခဲ့ဖို့ရာထားခဲ့တာလို့စစ်ရုံးက BBC သတင်းရင်းမြစ်ကပြောပါဗျာ။ ဒါပေမဲ့2021မှာအာနာသိမ့်မှုပေါ်ပေါက်ခဲ့ပြီးဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့လည်းအလင်းအမြန်ပဲထိတ်တန့်ရသူတွေရလာခဲ့ကြပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာစစ်တပ်မှနံပါတ်6အဆင့်ရှိတဲ့စစ်ဦးစီးအရာရှိချုပ်ကြီးရသူအထီးရောက်ပြီးမှလက်စားမှုနဲ့အရေးယူခံခဲ့ရတာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းလက်စားမှုနဲ့အရေးယူခံရအပြီးမှာတော့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းက 2025ရွေးကောက်ပွဲအလွန်မှာရှံထားခဲ့မဲ့တက်လျှောက်လောင်းအဖြစ်တက်တွင်းမှာရှုမြင်ခံလာရပါတယ်။ဗိုလ်ချုပ်ကြီးကျော်စွာလင်း လာရလန်းဗိုလ်ချုပ်မူကြီးမရောက်လိုက်တမတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့အချိန်မှာဗိုလ်ချုပ်ကြီးကျော်စွာလင်းကစစ်ရုံးမှဒုတိယပုံမူကြီးအဆင့်ပဲရှိပါသေးတယ်။ဒါကြောင့်ဒုတိယပုံမူကြီးအဆင့်ကနေဗိုလ်ချုပ်ကြီးဖြစ်တဲ့အထိဗိုလ်ချုပ်မူကြီးမရောက်လိုက်ကပဲယာဒူးအဆင့်စစ်တိုးပေးခဲ့တဲ့လူရင်းဖြစ်ပါတယ်။ သူကိုအ धिक အပြောင်းအလဲဖြစ်စေခဲ့တာက2019ရခိုင်မှာဖြစ်ခဲ့တဲ့ Ranger စစ်စင်ရေးဖြစ်ပါတယ်။အဲဒီတုန်းကဗိုလ်ချုပ်ကြီးကျော်စွာလင်းကစစ်ရုံးမှာစစ်ဦးစီးပုံမှုချုပ်ဖြစ်ပြီးတက်ရှုံနဲ့တိုင်းမှုတွေကြားတဲ့ကအဆက်အသွယ်ဖြစ်ပါတယ်။ Operation Room မှာသူကစစ်ရေးကိုရှင်းပြရတယ်။တရှုပ်ကသူ့ကိုတော်တော်သဘောကျတာလို့နေပြည်တော်က BBC သတင်းရင်းမြစ်ကပြောပါဗျ စစ်ရုံးမှာစစ်ဦးစီးပုံမှုချုပ်ရာတို့ဟာမြေပြင်ကစစ်ရေးအရှိန်အဟိတွေကိုတရှုပ်အပါအဝင်ဗိုလ်ချုပ်ကြီးတွေကို ရှင်းပြရတဲ့အရေးပါတဲ့ယာတို့တစ်ခုဖြစ်ပါတယ်။တိုင်းမှုတွေကတရှုပ်ကိုဓာတ်ရိုက်ဖုံးဆက်တင်ပြလို့မရဘူးလေ။စစ်ရေးအရှိန်အဟိတွေကိုစစ်ဦးစီးပုံမှုချုပ်ကတဆင်မဲသွားရတာလို့စစ်ဘက်အရာရှိဟောင်းတဦးကရှင်းပြပါတယ်။ဗိုလ်မှူးချုပ်ကျော်စွာလင်းဟာ2018မှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ယာတို့တို့ခန့်ရပြီးဗိုလ်ချုပ်ဖြစ်လာပါတယ်။ သူတိုင်းမို့တာဝန်ယူစဉ်2019မှာပြည်ဦးလင်မျိုးကတက်မတော်နီးပညာတက္ကသိုလ်ကိုတအန်တက် DNA နေကရှော့တိုက်တုံးနဲ့ပြစ်ခဲ့တဲ့ဖြစ်စဉ်ကထင်ရှားပါတယ်။တိုင်းမို့တာဝန်ယူပြီးနှစ်နှစ်အကြာမှာပဲဒုတိယဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ပေးခံရလို့ယာတူတက်အမြန်ဆုံးလူအဖြစ်တည်ထားမိလာကြပါတယ်။ပိုပြီးတည်ထားမိစေတာကစစ်ကောင်းဆောင်ရဲ့လူရင်းတအုပ်ဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးညိုစောတာဝန်ယူထားတဲ့စစ်ထောက်ချုပ်ယာတူကိုသူ့ကိုလွှဲပေးလိုက်လို့ပဲဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအရေးယူခံရချိန်မှာလဲစစ်ဦးစီးအရာရှိချုပ်ကြီးနေရာကိုဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကပဲဆက်ခံပါတယ်ပြီးခဲ့တဲ့တည်တင်းဘက်ကတော့ညှိနှိုင်းကွက်ကယ်ရေးမှုကြီးရေးလေးရာတို့အထက်ခက်အပ်တာဝန်ပေးခြင်းခံရတဲ့အတွက်တက်ရာတို့မှဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့အထက်မှာတက်ရှုံနဲ့ဒုတက်ရှုံနှစ်ဦးတည်းသာရှိပါတော့တယ်။ဒါကြောင့်သူ့ကိုအနာဂတ်တက်ရှုံလောင်းအဖြစ်ထင်ကျေးပေးလာကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ယာရူးတက်တဲ့လမ်းကြောင်းကို ကြည့်လိုက်ရင် စစ်စင်ရေးအထူးအဖွဲ့မှုကစားထမှုတော်မဖြစ်ပဲညှိတ်ကိုဖြစ်လာတယ်လို့ပြောလို့ရတယ်လို့စီရဲအကဲခက်တူကပြောပါတယ်။တက်ရှုံမဖြစ်တဲ့ညှိတ်ကိုတွေဗိုလ်ချုပ်ကြီးကျော်စွာလင်းမတိုင်ခင်ညှိနှိုင်းကုတ်ကဲရေးမှုကြီးရည်လေတာဝန်ယူခဲ့တဲ့ဗိုလ်ချုပ်ကြီးရှောက်ဦးအထီးရှိခဲ့ပြီးပထမဆုံးတာဝန်ယူခဲ့တာကဗိုလ်ချုပ်ကြီးတူရွှေမန်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းဟာဆယ်စုနှစ်တခုကြာအောင်ညှိနှိုင်းကုတ်ကယ်ရိတ်မှုလုပ်ခဲ့ပြီးတက်ရှုပ်ဖြစ်လာမဲ့သူလို့ရေပန်းစားခဲ့ပေမဲ့နောက်ဆုံးအချိန်မှကတ်လွဲခဲ့သူဖြစ်ပါတယ်။နာဝတာနာအဖအစိုးရနဲ့တက်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်မှာဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ညှိနှိုင်းကုတ်ကယ်ရေးမှုဖြစ်ခဲ့ပြီးဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ပဲတက်ရှုပ်ဖြစ်လာခဲ့ပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရှုပ်လက်ထက်မှာညှိနှိုင်းကုတ်ကယ်ရေးမှု၅ဦးအထိအပြောင်းအလဲဖြစ်ခဲ့ပြီးတယောက်မှတက်ရှုပ်မဖြစ်လာခဲ့ပါဘူး။ ဗိုလ်ချုပ်ကြီးလှထဲဝင်ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ဗိုလ်ချုပ်ကြီးမမောင်အေတို့ကတော့တက်လျှောက်ဖြစ်လာဖို့မျှော်လင့်ချက်မရှိတော့ဘဲဗိုလ်ချုပ်ကြီးကျော်စွာလင်းတက်ဦးပဲမျှော်လင့်ချက်ရှိနေတာဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးလထေဝင်းက2015ရွေးကောက်ပွဲအတွက်အငိမ့်စားပေးခံရပြီးလွတ်တော်တဲ့ရောက်ခဲ့ရသလိုလေကျုံဟောင်းဗိုလ်ချုပ်ကြီးခေအောင်မြင့်ကလည်းယာတုဆက်တက်မလာပဲအငိမ့်စားယူခဲ့ရပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှေအနာယူပြီးတဲ့နောက်အနာဂတ်တရှုပ်အဖြစ်မျှော်မှန်းခံရသူဗိုလ်ချုပ်ကြီးမြထွန်းဦးလည်းညှိကုတ်ကနေဝင်ကြီးအဖြစ်အယံအင်အားကိုရွှေ့ပြောင်းခံရပါတယ်2021အာနာသိမ့်ပြီးတဲ့နောက်ညှိကိုဖြစ်လာတဲ့ဗိုလ်ချုပ်ကြီးမမောင်အေးက၄နှစ်ကြာပြီးနောက်မှာတော့ညှိကိုရာတို့ကနေအနာပေးခံလာရပါတယ်။ဒီနေရာမှာဒူးချုပ်တွေရဲ့အခန်းကဏ္ဍကိုထည့်ပြောရရင်လွန်ခဲ့တဲ့နှစ်ပေါင်း၄၀အတွင်းမှာဒူးချုပ်ကနေတက်ရှုပ်ဖြစ်လာသူကဗိုလ်ချုပ်မူကြီးတန်းရွှေတအူးတည်းပဲရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့ဒုတိယလူဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးကအနှစ်20နေပါဒူးချုပ်လုပ်ခဲ့ပြီးမှ2017မှာအငိမ့်စားယူခဲ့ရပါတယ်လက်ရှိဒုတက်ရှုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကလည်းတက်ရှုပ်ဖြစ်လာဖို့မရှိဘဲဒုတိယဗိုလ်ချုပ်ကြီးမောင်အေးရဲ့လမ်းစဉ်ကိုလိုက်သွားရလိမ့်မယ်လို့စီရေးအကဲခတ်တွေကတုံ့တက်ပါတယ်။ရွေးကောက်ပွဲအခင်းအကျင်းနဲ့တက်ရှုပ်တဲ့အလားအလား ဗိုလ်ချုပ်ကြီးကျော်စွာလင်းကတော့သူ့ရဲ့စီနီယာတွေလိုမဟုတ်ပဲဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်နဲ့အခင်အကျင်းတွားတူနေတာတွေ့ရပါတယ်။ဗိုလ်ချုပ်မှုကြီးတန်းရွှေဟာတက်ရှုပ်ရာသူကိုတမရတက်တန်း၅နှစ်နဲ့ရှိန်ညှိပြီးအငိမ့်စားယူနိုင်မဲ့အပတ်စဉ်တွေကိုရွေးခဲ့တာလို့သူ့ရဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးဟောင်းတွေကပြောကြားပါတယ်။ဒါကြောင့်2015ရွေးကောက်ပွဲပြီးရင်အသက်60ပြည့်မဲ့စစ်တကတ်တို့အပတ်စဉ်19ဆင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုရွေးချယ်ခဲ့တာလို့သူတို့ကထောက်ပြပါဗျာ။ ဗိုလ်ချုပ်ကြီးလှထေဝင်းကစစ်တပ်ကတော့အပစင်20စင်းဖြစ်တာကြောင့်စစ်တပ်ကတော့အပစင်19စင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကတရှုပ်ဖြစ်သွားချိန်သူကညှို့ကိုဖြစ်ခဲ့ပေမဲ့ထိတ်ဆုံးနေရအတွက်မျှော်လင့်ချက်နေခဲ့ပါတယ်။တရှုပ်ဖြစ်ဖို့ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့စစ်တပ်ကတော့အပစင်25စင်းဗိုလ်ချုပ်ကြီးမြထွန်းဦးကတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်အနားမယူတဲ့အတွက်တရှုပ်ရာထူးနဲ့လွဲခဲ့ရသူဖြစ်ပါတယ်။ ဗိုလ်ချုပ်မှုကြီးမင်းရောင်လိုင်ကို2010ရွေးကောက်ပွဲအလွန်မှာတရှုပ်ရာထူးပေးခြင်းနဲ့အတွက်ညှိနှိုင်းကုတ်ကဲရေးမှုခံခဲ့တာဖြစ်ပြီးအဲ့ဒီရာထူးနေရာမှာ9လဝန်းကျင်မဲ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။စစ်ကောင်စီကရွေးကောက်ပွဲကို2025မှာကျင်းပဖို့ရှိတဲ့အတွက်ဗိုလ်ချုပ်မှုကြီးမင်းရောင်လိုင်သာတမရလုပ်ခဲ့ရင်လစ်လက်သွားတဲ့တရှုပ်နေရာကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းကစက္ကန့်လေးမယ်လို့နိုင်ငံရေးအကဲခတ်တွေကတုံ့တက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့မြမနိုင်ငံရေးမှာဘာမှကံတေကံမပြောလို့မရပါဘူး။ တရှုတ်ရဘူးဆိုတာနှစ်ကြီးတယ်လို့နိုင်ငံရေးအကြက်ခက်တူကသုံးသပ်ပါတယ်စစ်ပေါ်များတဲ့တွင်မင်းသားနှုတ်ဦးနမည်ပေးခြင်းခံရသောစစ်ပေါ်ကျုပ်တဦးရှိသည်ဒုဗိုလ်ဘဝမှပူကျော်ဖြစ်သည့်အထက်စစ်တပ်ထဲတွင်ရုပ်ရှင်မင်းသားလိုနေထိုင်ခဲ့ရသည့်အတွက်ဒုဗိုလ်ကျုပ်ကြီးကျော်စွာလင်းအားနေတိုးသူမဟုတ်ပြည်တီဦးဟုစစ်ပေါ်ကျုပ်အရှုကနမည်ပြောင်းပေးထားကြခြင်းဖြစ်သည် ်ထို့အပြင်ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုလက်ရှိစစ်ကောင်းဆောင်များအလွန်တွင်စစ်တပ်ကိုဦးဆောင်မည်သူဟုထင်ကြေးပေးခံရသူလည်းဖြစ်သည်လက်ရှိအချိန်တွင်ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းသည်စစ်တပ်ဦးစီးချုပ်ကြီးနှင့်စစ်ထောက်ချုပ်တာဝန်တို့ကိုပူးတွဲတာဝန်ယူထားရသည်စစ်တကတော်အပတ်စဉ်35ကြောင်းစဉ်ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် အရာရှိငယ်ဘဝကမကြသေးခင်ကလက်စားမှုဖြင့်ဖမ်းဆီးထောက်ရှာခံရသူဒုဗိုလ်ချုပ်ကြီးမူးမြင့်ထွန်းလက်အောက်တွင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည် ထို့ပြင်နိုင်ငံတော်ညီငွေ့ပြည်ပြမှုတိဆောက်ရေးအဖွဲ့နာဝတာခဲ့ဒုစစ်ကောင်ဆောင်ဘူကျုံမောင်အေးဤကိုရီးအရာရှိလောက်ခဲ့သူလည်းဖြစ်သည်။မုံမြင့်ထွန်းကဘူကြီးကနေဘုံမူအပွင့်တင်ဖို့နေကိုဆင်းရတဲ့အခါဒုဘူကျုံမောင်အေးကိုရီးအရာရှိကိုကြော်စာလင်းကိုထားခဲ့တာဟုစည်ရေးလိလသူတို့ကဆိုသည်။ဘူကြီးဘဝတွင်စေယုံဤတာဝန်ကိုထမ်းဆောင်ခဲ့ပြီးတရင်မှုဖြစ်သည့်အခါတွင်လည်းနေပြည်တော်ပြင်မနာအနည်းရှိ ခမရ၄၁၁တွင်တရင်မှုတာဝန်ထမ်းဆောင်ခဲ့သည်။ ပြမနာမျိုးအနီးတွင်ရှိသော နေပြည်တော်တိုင်းစစ်ဌာနချုပ်လက်အောက်ခံခမာရ411တည်ရင်သည်ရှေ့တန်းထွက်စစ်တရသည့်တည်ရင်မျိုးမဟုတ်ပေနေပြည်တော်လုံခြုံရေးကိုသာတာဝန်ယူရသည့်မျိုးဆောင်တပ်သားဖြစ်သည်ချိုမတက်ဆက်ဘူမူကြီးရာတို့တို့ကပြိကံတိုင်းစစ်ဌာနလက်အောက်ရှိတရှိလိတ်တွင်ယူဟာမှုတာဝန်ထမ်းဆောင်ခဲ့သည်ထိုအချိန်ကတိုင်းမှုမှာလက်ရှိနေပြည်တော်ကောက်စီဥက္ကဋ္ဌတာဝန်ယူထားသောဦးတန်းထွန်းဦးဖြစ်သည်တရိကံတိုင်းစစ်ဌာနချုပ်မှာဗျူဟာမှုဖြစ်ခဲ့တဲ့အချိန်ကလည်း ဘာတိုက်ပွဲမှမရှိတဲ့အချိန်ရှမ်းပြည်နယ်ပြည်လဲထူထောင်ရေးကောင်စီနဲ့အရှုံးနေရာတွေမှာစိုင်ထားရလောက်တာပဲရှိတယ်ဟု CDM ပိုကြီးတဦးကပြောသည်။တာရှိလိုက်ဖြူဟာမူရသူသည်လက်လာပါများစွာရရှိသောနေရာဖြစ်သည်။ယူဟာမူသည်မူရစ်ဆေးဝါးတရားမဝင်ကုန်သွယ်မှုနှင့်ကာစီနိုလုပ်ငန်းများမှလက်လာပါများစွာရရှိကြသည်။ထိုမှတဆင့်နေပြည်တော်ကျင်းမာမြို့အနီးရှိတဲဖြူကျေးရွာအရှေ့ဆိုင်အမတ်လျှောက်စစ်စေးရေးကုကဲမှုဌာနချုပ်တွင် ဌာနချုပ်မူတက်မမူတာဝန်ထမ်းဆောင်ခဲ့သည်အမတ်လျှောက်စစ်စီရေးကုကဲမှုဌာနချုပ်သည် နေပြည်တော်မြို့လုံခြုံရေးကိုသာအဓိကတာဝန်ယူရသည့်တက်မတစ်ခုဖြစ်သည်တက်မမူဘုံမူကြီးရသူမှဘုံမူချုပ်ရသူတိုးသည့်အခါနေပြည်တော်စစ်ရုံးချုပ်တွင်စစ်ဦးစီးဘုံမူချုပ်ဖြစ်လာခဲ့သည်ဘုံချုပ်ကျော်စွာလင်းသည်စစ်တပ်တွင်ဒူဘုံမှာဘုံမူကြီးရသူရသည့်အထိစစ်မတက်ရပဲစစ်ရုံးချုပ်နှင့်နေပြည်တော်အနီးတဝိုက်တွင်တာဝန်ထမ်းဆောင်ခဲ့သည် စစ်တပ်ထဲတွင်တပ်တောင်တပ်သားနှင့်ငွေငွေကောင်းသောနေရာများတွင်သာတာဝန်ထမ်းဆောင်ခဲ့ရပြီးမင်းသားလိုစစ်တပ်ထဲနေခဲ့ရသူဖြစ်သည်စစ်ဦးစီးဘုံမှုချုပ်ဖြစ်လာသောဘုံမှုချုပ်ကျော်စွာလင်းသည်2019ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သောရိုဟင်ဂျာရေးတွင်မြေပြင်တပ်များအားအမိန်ပေးခဲ့သူများအနက်တအူးဖြစ်သည်စစ်ဦးစီးဘုံမှုချုပ်ရာတို့သည်တက်ရှုံနှင့်ဒုတက်ရှုံနှင့်စစ်မြေပြင်တပ်မှုများအကြားရှိတ်ဆက်ဆောင်ရွက်ပေးရသူဖြစ်သည် 2019ကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းရိုဟင်ဂျာအရေးတွင်စစ်စင်ရေးအထူးတပ်ဖွဲ့မှုနှင့်အနောက်တိုင်းတိုင်းမှုဗိုလ်ချုပ်မောင်မောင်ဆိုးတို့အားစစ်ကောင်းဆောင်က အရေးယူခဲ့သည်။ထို့သောထိုအချိန်ကအမိန်ပေးသူအဖြစ်တာဝန်ရှိခဲ့သူဗိုလ်မှူးချုပ်ကျော်စွာလဲမှအရေးယူခြင်းမခံရပေ။တကယ်အမိန်ပေးတဲ့ထဲမှာကျော်စွာလဲလဲပါတယ်။မင်းအောင်လိုင်းကသူ့လူရင်းဖြစ်လို့ထင်တယ်။ အေးမယူတဲ့အပြင်ရခိုင်အေးပြီးတော့ယာဒူးပါတိုးပေးလိုက်တယ်ဟုရခိုင်ပြည်နယ်ရိုဟင်ဂျာအရေးစာတမ်းပြုစုသူတအူကဆိုသည်ဗိုလ်ချုပ်ကျော်စွာလင်းသည်2018တွင်မန္တလေးအရှိစာအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်လာခဲ့သည်ဗိုလ်ချုပ်ကျော်စွာလင်းတိုင်းမှုဖြစ်သည့်အချိန်တွင် ပြည်ဦးလင်မျိုးရှိစစ်အင်ဂျင်နီယာတက္ကသိုလ် DSA တအံအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNN အဖွဲ့က short တိုက်တုံးဖြင့်တိုက်ခိုက်ခဲ့သည် တိုင်းမှုတာဝန်ဖြင့်နှစ်နှစ်ခန့်တာဝန်ထမ်းဆောင်ပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးပေကစစ်ထောက်ချုပ်တာဝန်ပေးခဲ့သည်မြန်မာစစ်တပ်တွင် တိုင်းမှုတအူးသည် အနည်းဆုံး၃နှစ်ခန့်တာဝန်ထမ်းဆောင်ကြသည်ထို့သောဗိုလ်ချုပ်ကျော်စွာလင်းတအူးသာတိုင်းမှုတာဝန်၂နှစ်တာဝန်ထမ်းဆောင်ပြီးဒုဗိုလ်ချုပ်ကြီးဖြစ်လာခဲ့သည်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်က၂၀၂၀ရွေးကောက်ပွဲမှာကြံ့ခိုင်ရေးပါတီနိုင်ရင်သူတမရလုံမယ်အဲ့ဒီအချိန်မှာတက်ရှုပ်အတွက်မိုးမြင့်ထွန်းဒုတက်ရှုပ်အတွက်ကျော်စွာလင်းကိုရထားတော့ကျော်စွာလင်းကိုနှစ်နှစ်ချင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ပေးလိုက်တာဟုစီရင်လိလာသူတဦးကဆိုသည်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းသည်နာဝတာခေတ်တွင်ဒုဗိုလ်ချုပ်ကြီးစဖြစ်သည့်အချိန်ကဒုဗိုလ်ချုပ်ကြီးများတွင်အသက်အငယ်ဆုံးဖြစ်သည် အလားတူဗိုလ်ချုပ်ကျော်စွာလင်းသည်လည်းသူဒုဗိုလ်ချုပ်ကြီးဖြစ်သည့်အချိန်တွင်အသက်အငယ်ဆုံးဒုဗိုလ်ချုပ်ကြီးဖြစ်သည်ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းသည်စစ်ကောင်းဆောင်နှင့်သူ့မိသားစုအကျိုးစီးပွားအတွက်အဓိကလှုပ်ဆောင်ပေးသူဖြစ်သည့်အတွက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကသဘောကျခြင်းဖြစ်သည် ထူးရွံသည့်အရေးရှိမရှိတော့လဲစစ်ကောင်းဆောင်ခိုင်းသည့်အတိုင်းလုပ်ပေးသူလည်းဖြစ်သည်စစ်တောက်ကျုပ်ရာတို့သည်စစ်တပ်တွင်စီးပွားရေးအခွင့်အလမ်းအများဆုံးနေရာဖြစ်သည်စစ်တပ်နှင့်ပတ်သက်၍စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်များသည်စစ်တောက်ကျုပ်နှင့်အဓိကဆက်ဆံကြရသည်ထို့ကဲ့သို့သောနေရာမျိုးအားစစ်ကောင်းဆောင်အဆက်ဆက်သူတို့ယုံကြည်ရသူများကိုသာခန့်အပ်ခဲ့သည်ဘူဂျုံမူကြီးမေအောင်လိုက်သည်2020ရေကောက်ပွဲတွင်တမတာဖြစ်ရန်ကြံရွယ်ခဲ့သူဖြစ်သည် ရွေးကောက်ပွဲတွင်ပြည်ထောင်စုကြခိုင်ရင်နှင့်ဖွံ့ဖြိုးရေးပါတီ USDP အနာရပါကဗိုလ်ချုပ်မူချင်းမေးအောင်လိုက်သည်တမရလောက်ရန်ရည်ရွယ်ထားသည့်အတွက်စစ်တပ်တွင် သူ့အရာအရာဆက်ခံမည်သူများအား2020ပြည်နှစ်တွင်ရထားခဲ့သည်ထို့သောစစ်ကောင်းဆောင်၏အရာအရာကိုဆက်ခံရန်ရထားသောဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအားမကြသေးခင်ကအကရီမှုဖြင့်ထောက်ပံ့အနှစ်20ရှားလိုက်သည်စစ်ကောင်းဆောင်သည် သူ့၏ညာလက်ယုံဖြစ်သော ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအားဖယ်ရှားပြီးနောက်မြည်သူကမှမယုံကြည်တော့သည့်အရှိန်အငြိဖြစ်လာသည်ဟုအရာဝတီသတင်းရေးမြစ်များကဆိုသည်ထို့ကြောင့်သူ့အရာရာကိုစက်ခံပြီးသူအားရွေးချယ်ရခက်ခဲနေခဲ့သည်လစ်လက်သွားသောစစ်တပ်ထိတ်တန်းရာတို့ဖြစ်သည့်စစ်ဦးစီးအရာရှိချုပ်ကြီးရာတို့အတွက်အခုအချိန်ထိမခန့်နိုင်သေးပေလောလောဆယ်တွင်စစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်ထောက်ချုပ်နှင့်စစ်ဦးစီးအရာရှိချုပ်ကြီးရာတို့ကပူးတွဲတာဝန်ပေးထားခဲ့သည် စစ်ကောင်စီကောင်းဆောင်အနေဖြင့်ကြီးတက်၏နံမလေးကောင်းဆောင်ဖြစ်သောစစ်ဦးစီးအရာကြီးချုပ်ကြီးရထူးကိုဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းအားခန့်အပ်ခဲ့ပါက သူသည်လက်ရှိစစ်ကောင်းဆောင်အလွန်တွင်စစ်တပ်ထိပ်ပိုင်းကောင်းဆောင်တအူဖြစ်လာနိုင်သည်ဟုစည်ရေးလိလသူများကဆိုသည်ယခုအခါစစ်ကောင်းဆောင်က၎င်း၏လူယုံကျော်စွာလင်းကိုစစ်ထောက်ချုပ်ရထူးမှအနာပေးလိုက်ခြင်းဖြစ်ပြီးအကြောင်းရင်းကိုမသိရသေးသောနေပြည်တော်ရှိစစ်ကောင်စီတပ်တွင်တည်င်းရေးမြစ်များထံကသိရသည် ဒူးဘိုကျော်ကြီးကျော်စွာလင်းကိုစစ်ထောက်ချုပ်ရာတို့ကနေအနားပေးလိုက်ပြီ။ဘာကြောင့်အခုလိုအဖြုတ်ခံရလဲဆိုတာတော့မသိရသေးဘူး။သူ့နေရာကိုဘသူ့ကိုအစားထိုးမလဲဆိုတာလည်းမသိရသေးဘူး။ကျော်စွာလင်းကစစ်ဦးစီးအရာရှိချုပ်ကြီးရာတို့တော့ဆက်ရှိနေတယ်ဟုနေပြည်တော်စစ်ရေးတရင်ရင်းမြစ်တစ်ခုကပြောသည်။ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းသည်၎င်းလေးနှစ်ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့သောစစ်ထောက်ချုပ်ရာထူးကိုလက်လွတ်ခဲ့ရပြီးမိုးမြင့်ထွန်းတံမှလွှဲပြောင်းယူခဲ့သောစစ်ဦးစီးအရာရှိချုပ်ကြီးရာထူးသာကြံရှိတော်သည်လက်လက်နေသည့်စစ်ထောက်ချုပ်ရာထူးကိုနေပြည်တော်တိုင်းမူဗိုလ်ချုပ်စိုးမင်းနှင့်ရန်ကုန်တိုင်းတိုင်းမူဗိုလ်ချုပ်စော်ဟိန်းတို့နှစ်ဦးထဲမှတဦးကိုခန့်အပ်နိုင်ကြောင်းသတင်းထွက်ပေါ်နေသည်